မင်္ဂလာနနက်ခင်ပါဂျေစုဘီယူနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နဲ့နေတူရပူချိန်ကတော့26ဒီဂရီရှိပြီးတော့မှ29ဒီဂရီရှိတယ်လို့ခန့်သားရရှိနိုင်ပါတယ်ဒေရုရည်သွေးကပုံမှန်ဖြစ်ပါတယ်တနိတာလုံးတွေနေရာကွက်ကြားမိုးတစ်ချုံရွာပြီးတိမ်တင်းတင်းဖြစ်တော့မှမယ်မြင့်ဆုံးပူချိန်ကတော့29ဒီဂရီဖြစ်ပါတယ် ိတ်စဉ်ဝိပြုခြင်းလင်းပြဇွန်လ28ရက်စနေနေ့2025ယခုမှစ၍ဓမ္မတရဖူသည်ငါဖို့တို့သားလျက်ရှိ၏ဒီကချက်တိမောသေဩဝါဒစာဒုတိယဆောင်မှခွန်အားယူစရာများအပိုင်းရှိဖတ်ရင်ကျမ်းကျက်တိမောသေဩဝါဒစာပထမဆောင်ခန်းကြီး၄ခန်းငယ်တမ8ကိုရော်တိုင်းပေါ်ထွန်း၍နိုင်ငံတော်ထင်ရှားသောကာလ အသက်ရှင်သောသူတည်သောသူတို့ကိုစစ်ကြောစီရင်တော်မူသောသခင်ယေရှုခရစ်ရှေ့မှ၎င်းဖျားသခင်ရှေ့မှ၎င်းငါသည်တင့်ကိုတစ္ဆာပေးသည်ကနှုတ်ကပတ်တရားတော်ကို ဟောပြောလောချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကြိုးစားအားထုတ်လောအပြစ်ကိုဖော်ပြလောစုံးမခြင်းကိုပြုလောအလွန်ရှည်သောစိတ်နှင့်ဩဝါဒမျိုးကိုပေး၍တိုက်တွန်းသွေးဆောင်လောအကြောင်းမူကားနောင်ကာလ၌သူတို့သည် စင်ကြယ်သောဩဝါဒကိုနားမခံနိုင်ပေရာတတ်သောနားရှိလျင်မိမိတတ်မဲ့ခြင်းတိုင်းများပြားသောဆရာတို့နောက်သို့လိုက်ကြလိမ့်မည်တမာတရားကိုနားမထောင်ဒန္နာယီစကားကိုနားထောင်၍လွဲသွားကြလိမ့်မည်တေမူကားအရာရာ၌တမာတတိရှိစေလောစင်ရဲ့ဒုက္ခကိုသီးခံလော သာသနာပြုเสียဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လောဓမ္မဆရာအရာ၌ခန့်ထား၍ ပြုရသောဝိများကို အကုန်စင်ပြုလောအကြောင်းမူကားငါ့ကိုရစ်ပေါ်မှလောင်းရသောအချိန်ရှိပြီးသူတွေ့ရသောအချိန်ရောက်လေပြီးကောင်းစွာသောတိုက်လန့်ခြင်းကိုငါပြုပြီးပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီးယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီးယခုမှစ၍ဓမ္မတရဖူသည်ငါ့ဖို့တူထားလျက်ရှိ၏ထိုနေ့ရဲ့၌တရားသဖြင့်စီရင်တော်သူသည်ဟူသောသခင်ဖျားသည် ထိုတရဖူကိုငါ၌အပ်ပေတော်မူမည်ထိုမြမကပေါ်ထွန်းတော်မူခြင်းကို တောင်းတသောသူပေါင်းတို့၌လည်းအပ်ပေတော်မူမည်ဖိလိပ္ပိဩရစာခန်းကြီး1ခန်းငယ်27ငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏တေလင်မူကားသာ၍အကျိုးရှိ၏နောက်ဆုံးအချုပ်အနေနဲ့ရှင်ဘောလုသည်တိမောသေကိုညွှန်ကြားရဲအထူးသဖြင့်တိမောသေကို နိုင်ငံတော်ထင်ရှားတဲ့ကာလမှာ အသက်ရှင်သောသူတည်တဲ့သူတွေကိုစစ်ကြောစီရင်ပိုင်နဲ့တခင်ရှင်နဲ့ဘုရားသခင်ရှင်မှာတစ္ဆာပေးတယ်။တနည်းအားဖြင့်တိတိကျကျတာဝန်ပေးအပ်တဲ့အခါမှာပထမအဆုံးတစ်ချက်နေနဲ့လောကဘတ်တရားတော်ကိုဟောပြောဖို့အထူးသဖြင့်သူရဲ့ဒီဩဝါဒစာထဲမှာလောကဘတ်တော်စစ်မှန်တဲ့ဧဝံဂေလိတရားဆိုတာကို36ချိန်တိုင်တိုင်ရည်ညွှန်းဖော်ပြခဲ့ပြီးတော့မှာ အားရင်းနဲ့ဩဝါဒဆိုတာကို16ကြိမ်တိုင်တိုင်ညညွန်းပြောဆိုခဲ့တာကိုတွေ့ရပါတယ်။အဲတော့အမှုတော်ဆောင်တင်ဥစရာတယောက်နေနဲ့တိမောသေးသည်နှုတ်ကပတ်တရားတော်ကိုအထူးအလေးနဲ့ထားပြီးတော့မှ ဟောကြားရမယ်။အချိန်ရသည်ဖြစ်စေမရသည်ဖြစ်စေနှုတ်ကပတ်တရားတော်ကို ဟောပြောဖို့အတွက်အမြဲတမ်းပဲဆရာဆိုရာသည် အသင့်ဖြစ်နေရမယ်။ဆက်လက်ပြီးတင်ဥစရာတယောက်နေနဲ့အပြစ်ကိုဖော်ပြနိုင်ရမယ်။ ထိန်ဝက်ထားတာမရှိထိန်ချန်ထားတာမရှိငဲ့ကွက်တာမရှိဘဲနဲ့လိုအပ်တဲ့အခါမှာလိုအပ်သလိုပြစ်ကိုပေါ်ပြဆုံးမဖို့ဖြစ်တယ်။ဆုံးမတွင်တင်ခြင်းကိုပြုရမယ်။ရှည်တဲ့စိတ်နဲ့ဩဝါဒကိုပေးပြီးတော့မှတိုက်တွန်းသွေးဆောင်ဖို့ရန်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့လူတွေဟာရာတက်တဲ့နားရှိပြီးတော့မှမိစ္ဆာဆရာတွေနောက်ကိုလိုက်လိမ့်မယ်။ကိုကြားကျင်တဲ့တရားကိုရဲ့တတ်မဲ့စိတ်တိုင်း ဒနာယီဆန်တဲ့စကားတွေပုံမြင်စကားတွေကိုပြောတဲ့ဆရာတွေနောက်ကိုလိုက်ကြလိမ့်မယ်အဲ့ဒီဆရာတွေနောက်ကိုလိုက်ပြီးတော့မှသူတို့လမ်းတွေလွဲကြလိမ့်မယ်ဒါပေမဲ့တိမောသေအနေနဲ့အရာရာမှာတည်ရှိရမယ်ဆင်းရဲဒုက္ခကိုသီးခံရမယ်သာသနာပြုဆရာဆောင်ရွက်ရတဲ့အမှုကိစ္စတွေကိုဆောင်ရွက်ရမယ်ဓမ္မဆရာဝတ်တွေကိုအကုန်စင်ပြုရမယ်ဘာကြောင့်လဲဆိုတော့ရှင်ပေါ်လူဆိုတဲ့သူကိုယ်တိုင်က လုံးဆရာရှိတာကိုခေါင်းဆောင်လှုပ်ဆောင်ပြီးတော့မှ ြေလန်းဆုံးတိုင်ရောက်နေပြီးစုတေရတဲ့ချိန်သူတို့ဖြင့်ခရစ်တော်၌ဘုန်းတော်ဝင်စားရမယ့်ချိန်နီးကပ်နေပြီးသူကိုရစ်ပလင်ပေါ်မှာ လောင်ဘရမပူဇော်ရမယ့်ချိန်ရောက်လာပြီးအဲ့ဒီချိန်မှာသူသည်ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီးတော့မှအဆုံးတိုင်အောင်ပြေခဲ့ပြီးပြီဖြစ်တယ်။သူယုံကြည်တာက သူ့အတွက်ဓမ္မတရဖူသည်ကောင်းကင်နိုင်ငံမှာအကောင်းဆုံးပြင်ဆင်ထားပြီးပြီဖြစ်တယ်။ နောက်ဆုံးသောကာလမှာထိုသူရပူကိုသခင်ဖျားကိုယ်တိုင်ရှင်ဘောလူပေါ်မှာအပ်ပေးမယ်ဆိုတာကိုရှင်ဘောလူယုံကြည်မျှော်လင့်တယ်။အဲဒါကြောင့်ဆိုလိုတာကသူကတော့ဖျားသခင်ရုပ်သိမ်းမဲ့ချိန်ကိုစောင့်နေပြီးတိမောသေရှိတဲ့နေရာကိုပြန်လာနိုင်တော့မှာမဟုတ်တဲ့အတွက်ဓမ္မဆရာပြုရမယ့်ဝိတ္တအားလုံးလူမာထားတဲ့နေရာတွေအားလုံးကိုသစ္စာရှိရှိနဲ့ဆက်လက်ပြောမှာထမ်းဆောင်မှုရန်အတွက်ရှင်ဘောလူတိမောသေကိုအထူးမှကြားခြင်းဖြစ်ပါတယ်။ ဇရတတာမှာလည်းရှင်ဘောလူကဲ့သို့စိတ်တန်တန်နဲ့ငါလုဆရာရှိတာလုပ်ခဲ့ပြီးပြီးဘုရားပေးအပ်ထားတဲ့တောင်းပန်ကိုငါထမ်းဆောင်တဲ့အတွက်ငါအတွက်တရဖူဘုရားသခင်စီမှာရှိပြီးပြီဆိုတာကိုယုံကြည်ကြွေးကြော်နိုင်တဲ့အထိကောင်းဆုံးသက်ရှင်လှုပ်ဆောင်ကြဖို့ရန်ဖြစ်ပါれဆက်လက်ဆုတောင်းကြပါစို့မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်တည်းမှာဒုထရှင်သလတ်တို့ရဲ့အားလုံးခန္ဓာကိုယ်စိတ်နှလုံး ကျမ်းမှငြင်းချမ်းတာရသောခွင်ရှင်မြူရသောခွင်များကို ပေးသနာရမူပါဝမ်းမြောက်သောစိတ်နှင့်လူတိုင်းပေါ်မှာပြည့်စည်ပါဒီကနေ့ကိုရောဖန်ဆင်းပေးတဲ့နေ့တွေအတွက်ကိုရောကိုကျေးဇူးတင်ပါတယ်စေုံစေကဲမှ၎င်းအိမ်မှ၎င်းကုသခြင်းခံလျက်ရှိတဲ့လူနာတွေမကျမ်းမာတဲ့သူတွေအားလုံးသက်သာပြောက်ကင်းကျမ်းမာရသောခွင့်များကိုပေးသနာရမူပါတော်ရဲတောင်ထဲမှာ၎င်းမိုးရဲရေထဲမှာ၎င်းမြို့ပြတွေမှာ၎င်း ပြေလွာပုံးဆောင်နေရတဲ့စစ်ပေးဆောင်များအားလုံးကိုလည်းကိုရောကြည့်ရှုကြားလျက်ရင်ဝတ်ချင်းချမ်းသာလွမြောက်ခြင်းဘေးကင်းလုံခြုံခြင်းလုံလောက်တဲ့စားဝတ်ရိက္ခာများဖြင့်ကိုရောရှင်ဖြည့်စည်ချပြီးမာဇာတနာရမှုပါမာပြည်ကြီးကိုလည်းမြန်ဆုံးချမ်းသာခြင်းတက်လွတ်လပ်ခြင်းခွင့်ကိုပေးတနာရမှုပါမြည်အကြောင်းသခင်ယေရှုခရစ်တော်ဖျား၏နာမတော်မြတ်ကိုမြည်ပြုလျက်တနာခံဆုတောင်းကြပါရစေဖခင်အာမင်